တိုက်မင်းတို့နိုင်မယ်ထင်တိုက်ကြည့်ပေါ့ဘယ်တော့မှမနိုင်ဘူးတက်မတော့ဘူးအဲ့ဒါမင်းတို့စစ်တီဟာ၄သိန်းလောက်ပဲရှိတာနော်မင်းတို့တေအောင်တိုက်မင်းတို့တိုင်းရင်းသားတွေလည်းအကုန်လုံးပေါင်းပြီးတိုက်ဘယ်တော့မှမနိုင်ဘူးတက်မတော့ဘူးဒါတော့မှတက်မတော့မှအချင်းပြချစားပြီးတော့မှကိုကျိုးစည်းပါနဲ့အတောက်ကိုရှိတဲ့လူတွေရှိလို့ဒီလိုဖြစ်သွားတာနော်ဦးမေအောင်လာရမင်းတို့ဇက်နောင်ထားတာမင်းတို့အကုန်လုံးတိုက်လို့ပြီးပြီလားလို့မင်းတို့တွေရှေ့တူးရမလို့နောက်ဆုံးရမလို့ဖြစ်တဲ့အချိန်မှာအခုတစ်ချက်နဲ့တစ်ခွက်နဲ့တားလိုက်တာ သဘောပေါက်လားဟမ်မင်းတို့အဲ့လိုလုံးလာတဲ့အစွမ်းတတိရှိလို့လားကြည်တချမ်းမဖောက်ဘဲနဲ့လာကြိုးထဲဥဝင်သွားတာမင်းတို့ပီဒီအေတွေဘယ်မှာသွားသိနေလဲမင်းတို့ဒီအန်အန်တွေဘယ်မှာသွားသိနေလဲမင်းတို့အေအေတွေဘယ်မှာသွားသိနေလဲမြောက်သုံးပေါင်းလေးဟမ်စစ်တပ်ဝင်သွားပြီလေအဲ့မှာအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်စစ်တပ်မှာဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူးနော်နောက်နာမနေနဲ့အဲ့ဒါကိုယ်တမိုင်းကိုရေးကိုယ်အလုပ်ကိုလို့ကိုကောင်းကိုပဲလို့ရတယ်နော်ရှင်းလား အဲ့တော့အခုလာချိုးရမကခနာတော်တမတော်ကာဝေဦးစီးချုပ်နဲ့တမတော်ဒုတိယကာဝေဦးစီးချုပ်ဦးမင်းကာဝေဦးစီးချုပ်ဦးမင်းအောင်လိုင်းနဲ့ဦးစိုးဝင်းနဲ့နော်တိုက်ခိုင်းတာလေလက်နဲ့တွေပေးပြီးတော့မှခနာတော်ငွေကြီးစံနဲ့လူကြီးစံနဲ့မှန်ခဲ့လို့ရမကတိုင်းစစ်တနာချုပ်ခနာတော်လက်ထက်ကနေပေးလိုက်ရတာလေငါမသေးငါစကမ်းမကြသေးရဆိုတဲ့စကားနဲ့နော်ရမကတိုင်းစစ်တနာချုပ်ဖြစ်သွားတဲ့အချိန်မှာ ခုတက်မတော်ကာဝေးဦးကြီးကျုံနဲ့ဘာတူချုပ်ကြီးနဲ့မြစ်ကိုကြီးဦးတော်သွားရင်ပြီးဟိုစားကားချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နတ်သားကတခွဲဝင်တော့ကတနေ့တစ်ချက်မပေါ်ဝင်နဲ့ရမကားတဲ့ဦးစစ်သားတွေပြန်ဝင်သွားတာလေအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်အဲ့ဒီလိုဘောင်းတော်ကလည်းတော့ချမ်းပါလေ။နောက်အစင်တက်လာမယ်စစ်ကောင်းတော်လေး။ဒီလိုနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုရေချိန်မျှပြီးတော့မှအခုကြည့်လေကျွန်တော်တို့တက်မတော်သားတွေ ရင်နှန်းတွေရောက်သွားတယ်ဘေးမသိရံမကပဲအေးဆေးပဲအနာယူလဲဆိုတာအဲ့ဒါကိုပြောတာတမ်းတော်ကာကွယ်ဦးစီးချုပ်ဦးမင်းအောင်လိုင်ဝင်ကြီးချုပ်ဘလောက်တော်လဲထမြက်လဲဆိုတာကျွန်တော်ကကျွန်တော်ခင်ဗျားတို့ကျွန်တော်အားပေးနေတဲ့မိဘညီသူညီသူညီကိုမောင်မနေနော်ကျွန်တော်ကမဖားတတ်ဘူးကျွန်တော်ဖားတယ်လို့မလို့ဘူးအမှန်တရားကိုပြောပြတာဘုကွမ်းတော်မှာ PDF တွေကွမ်းတော်မှာ PDF တွေတက်ခံရပြီနော် PDF ဘတ်စိတ်မြင်တာလဲတက်တာ PDF တွေကိုတိုင်စင်းတိုင်နဲ့လိုက်ချနေတာ နော် MNDA ကိုကောင်းအဲ့ဒါခင်ဗျားတို့ကျွန်တော်ပြောတာဟုတ်ခင်ဗျားတို့အနေနဲ့ဟုတ်ချင်မအောင်မဟုတ်ချင်မအောင်ဘူးဆိုတော့ခင်ဗျားတို့တော့ဟိုစိတ်ထဲမှာတော့ထားမှာပေါ့နော်အခုသိနေပြီနော် PDF တွေမူဆေးကနေပြေးဟိုဟိုပြေးဒီပြေးဟိုရောက်ဒီရောက်တယ်အကုန်ရောက်နေတာနော်အခုဂျိုးကြွားနေတဲ့ PDF ကအခုစကိုင်းတိုင်းဘက်မှာရှိတဲ့ PDF တွေလက်နဲ့ကလေးခိုင်းလေးလက်နဲ့တွေလည်းရအောင်လက်နဲ့မဆိုးလို့ရှင်တော့နော်မဆိုးလို့ရှင်တော့နော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တင်းနဲ့တစ်ချက်မှမဖောက်ပဲလာရှုရမခပြန်ယူပေးတဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့စွမ်းရည်ကိုအမွန်းတင်လိုက်တဲ့အာကြီးရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်လာရှုကိုပြန်ရတာဂုဏ်ယူစရာလားစစ်ကောင်စီကစစ်ရှုံးလာတဲ့အခါတရုတ်အကူနဲ့ PR တွေပေးပြီး NNDAA ကိုလာရှုကနေပြန်ဆုတ်ခိုင်းလို့ဆုတ်ပေးလိုက်ရတယ်မင်းအွန်လိုင်းတက်တွေကပြန်တိုက်မယူရဘဲနဲ့ လာရှုမျိုးကိုပြန်ရတယ်ဒီလိုပြန်ရတာကိုစစ်တပ်ရဲ့တိုက်ရိုက်ခိုက်ရေးကြောင့်မဟုတ်ပဲတရုတ်အားကိုးနဲ့ပြန်ရတာကြောင့်ဂုံယူစရာထက်ရှက်စရာကောင်းတယ်လို့မြန်မာနိုင်ငံရေးနဲ့မြန်မာအချုပ်ချာအာဏာဆိုတာတရုတ်အားကိုးမှယက်တည်နိုင်တယ်လို့တရုတ်ဩဇာလွှမ်းမှုမှုအောက်မှာမြန်မာစစ်တပ်ဒူးထောက်လိုက်ရတဲ့ထင်ရှားတဲ့တတိပြချက်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်စောင့်ကြည့်ရေးအဖွဲ့ကလာရှိုးမှာယုံထိုင်ပြီးကြီးကြပ်ပေးမှဖြစ်တယ်လို့ သူတို့ဩဇာတက်ရောက်မှုအောက်မှာလှုပ်ရှားနေရတဲ့ NNDAA နဲ့ဝတ်တက် UWSA တို့ကလာရှုမျိုးပြင်ကနေစက္ကစတက်ကိုအုပ်ချုပ်နိုင်ဖို့စောင့်ချက်ပေးရမှာဆိုတော့လာရှုမျိုးကြီးဟာတရုတ်ကြီးကြပ်မှုအောက်မှာအတော်လုံးကြုံသွားလို့တရုတ်ကိုဆက်ပြီးကြီးကြပ်ခိုင်းဖို့ဖြစ်လာနိုင်ပါတယ်တနည်းပြောရရင်တရုတ်ကိုပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်လာရှုလာရှုကိုကျွန်တော်တို့တက်မတော်ကကျွန်တော်တို့ပြောကြမလို့လာရှုလာရှုမျိုးထဲမှာလည်း တပုံအားပေးတဲ့လူတွေရှိတယ်နော်တပုံအားပေးတဲ့လူတွေမရှိဘူးဆိုတာမရှိဘူးရှိတာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်တက်မတော်ရင်တန်းတွေလာချိုးရောက်ရှိတယ်တရားဝင်သွားတယ်ရောက်တယ်ပြည်သူလူထုတွေကသူတို့ကလည်းဘုမလေးလေးပြောမယ်သူတို့ရဲ့ရုပ်တွေသူတို့ရဲ့ပုံစံတွေသူတို့မတင်ရဘူးလာချိုးမြို့ကိုဝင်သွားတဲ့စစ်ရင်တန်းကိုလာချိုးမြို့မှာရှိနေတဲ့ပြည်သူလူထုတွေကစလိတ်အချိုးကြီး နော်စားစရာတောက်စရာတွေနဲ့ကြိုးစိုးတယ်အဲပြီးတော့ကျအောင်တပြေတွေနဲ့ကြိုးစိုးကြတယ်နော်စစ်တပ်ရဲ့မြစ်တက်မတော်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ institution တခုလုံးပိုင်ဆိုင်ထားတဲ့ဒီတက်မတော်ကဝင်လာတဲ့စစ်ကြောင်းတွေကိုနော်အောင်တပြေနဲ့ကြိုးစိုးတယ်အချိုးရည်တွေစလိတ်တွေခမင်းပူးတွေစားစရာတွေနဲ့တက်မတော်ရဲ့မြစ်တာကိုမက်မို့ခေါင်းပါနေတဲ့ပြည်သူတွေနောက်တစ်ခုကဒီတက်မတော်ရဲ့တန်ဖိုးကိုနားလေသွားတဲ့ပြည်သူတွေက ကြိုးစုံနေကြတယ်နော်တက်ကတူဟာတက်ကတူပေါ့နော်လာချိုးတက်ကတူလဲမှာနေကြတယ်လာချိုးနဲ့ပတ်သက်တာအတိတ်ပြဿနာမရှိဘူး။ तू ကပြန်လေတိဆောက်ရမယ့်အခြေအနေမျိုးဖြစ်တယ်။နော်အဲ့မှာလာချိုးမျိုးကံတချို့တော့အောက်တန်းသားပြည်သူတွေကတတဲ့ကတွတ်တေတန်ချောင်းတွေဟိုတကားကြီးပောင်တွေအကုန်ခိုးကြတယ်တိုက်ကြတယ်ပြစ်ကြတယ်နော်ဒီ MND ကိုကန့်ပြန်ပြီးတော့ဆုတ်ခွာသွားတဲ့အချိန်မှာအဲလောက်ကြတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းသားလူတချို့ပေါ့နော်သူတို့ကတော့သူတို့ဒါတွေလောက်တာကို တက်မလို့မတည်ဘူးအစိုးရမတည်ဘူးတို့တို့ထင်တာလားဒီလာကျော်မျိုးတွေကိုတက်မလို့ကဝင်ပြီးဆိုတဲ့ကချိုးလို့မှာတက်မလို့ဘလို့ဝင်လာတယ်ဘလို့လှောက်ရှားတယ်ဘလို့သွားတယ်လာတယ်ဆိုတာကိုအကုန်လုံးသိတယ်ကျွန်တော်တို့ပြည်သူတွေကအရန်အားတယ်ပြီးရင်လိုချင်တက်မစိတ်အချောင်းနေအချောင်းစားတဲ့စိတ်နော်ဟိုအောက်တန်းစားစိတ်ပေါ့အရန်ပေါ်တော့အချောင်းရတဲ့ဟာကိုစစ်တပ်ကနေပြီးတော့မှကြီးပောင်နဲ့ခွေသားတွေဟာတွေအဲ့ဒီတုံမိုးတွေ တန်တိုင်းလေးအကုန်ကြားတယ်ရောင်းမဲရမယ့်အကုန်ယူတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းသားပဲနော်အောက်တန်းသားစိတ်ပဲအဲ့တော့တမတော်ကစောက်ချင်းနဲ့ဝင်သွားတာမဟုတ်ဘူးအိုက်သေးကိုတွေ့လားမင်းတို့ပြောပြီးသားနိုင်ငံရေးစစ်ပွဲနော်နေနေလူတွေစစ်ပွဲဖြစ်နေတာဒီနိုင်ငံကအကြင်ချင်းခါခါငါပြောခဲ့တယ်နော်အခုကြည့်လားနိုင်ငံရေးစစ်ပွဲမင်းတနက်တချမ်းမှမဖောက်ခွဲနဲ့နော်တမတော်ကာကွယ်ဦးကြီးချုပ် ။နောက်တော့ဝင်ကြီးချုပ်ဦးမရောင်လိုင်ကမာဟိုနေကပြောသလိုပဲမင်းတို့တိုက်တယ်မင်းတို့လက်လက်တွေတနက်တွေမင်းတို့ယာတို့တွေတိုင်းမှုအဆင့်တွေတမမှုအဆင့်တွေတိုင်းစီဦးကြီးစိုးအဆင့်တွေစစ်တပ်တွေကလက်လက်မရှိပဲနေမလားမင်းတို့ပေးထားတာပဲမင်းတို့တိုက်ဟုတ်လားအဲ့တော့ယာမကအရှိန်မြောက်တိုင်းစစ်တပ်နာချုပ်တိုင်းစစ်တပ်နာချုပ်ကြီးကြားသွားတယ်တိုင်းမှုဘုတို့ဆိုတဲ့ဒီဟိုပါပေါ့ခမတို့အဲ့လိုတစ်ခါတစ်ခါကြားရတယ်အင်းတိတ်မတက်နေလို့ပြောတယ်ခမတို့အဲ့ဒီ ကျွန်တော်တို့မြင်သေးခြင်းအောင်ကျွန်တော်ပြောမယ်နော်လူကိုလူလိုပဲမြင်တာအင်းတိတ်ဆိုတာကခင်ဗျားတို့အင်းတိတ်တခုလုံးကောင်းနေဆိုရင်အဲ့ဒီအင်းတိတ်ကြောင်းတဲ့ကိုတက်မတော်တခုကိုပိုင်းပိုင်းနဲ့နဲ့ဒီကြောင်လို့ရတယ်နော်အဲ့ဘုချိုးသိုးတင်ကိုဒေသ16ပါလားဟုတ်လားအခုပဲရောက်နေတယ်ဟမ်အခုဘုချိုးတန်းနေဆိုနော်မဘုချိုးမျိုးမျိုးတွေနားမကတိုင်းဘူးဥပမာခင်ဗျားတို့ကခင်ဗျားတို့ကအစွဲလမ်းရမ်းကြီးတာအာငါတို့အင်းတိတ်ကိုမပြောနဲ့ငါတို့အင်းတိတ်အဲခင်ဗျားတို့အင်းတိတ်တခုလုံးကောင်းလား ဟမ်အဲ့တော့ तू ကရင်းတိတ်တေသာစက်တော့မှတက်တာလေတေသာစက်တော့ကဘုဘုဒ္ဓဆိုတဲ့ဆိုဘုဒ္ဓဆိုတဲ့ပြောမှာပေါ့အဲ့လိုပြောမှာတိမှာပေါ့ဘုဒ္ဓဆိုတဲ့ကရင်းတိတ်တိုင်းမှာရှိနေဘယ်လိုလုပ်မလဲဟုတ်လားအခုဒီရက်စေပတ်စဉ်ရင်းတိတ်46 BC နံပါတ်3068ဟင်းသာထွန်းရင်းနှံကြောင်းသားကိုယ်ခိုင်မှာတူဝန်စီနဲ့45တိုင်းမှာနေသွားတာကဲအဲ့လိုတက်တော့တာလေဗျာအကုန်လုံးကကောင်းလို့လား အဲ့တော့အင်းတိတ်တွေဘာတွေညာတွေခမားတို့အစွဲလန်းကြီးတာကတော်တော်ဆိုးတာနော်အဲ့တော့အဲ့ဟိန်းကတော့50ခုမှလည်းရှိရင်ရှိမယ်50မှလည်းရှိရင်ရှိမယ်ဟာအင်းတိတ်ကြတာတော့မမိုက်ပါဘူးလို့ဘာလို့ညာလို့ဆိုတော့ဟာမင်းတို့အကုန်လုံးကအဲ့လိုတွေကကောင်းနေတယ်ဆိုရင်တော့ငါတို့တိုင်းပြည်ငါတို့တက်မတော်ကကမ္ဘာမှာနံပါတ်1တောင်ဖြစ်ဖြစ်နေလောက်တယ်ဟုတ်လားဒါရိုးရိုးသားသားပြောတာကကောင်းနေရှိတယ်ထမင်းနေစားရင်ဒေတာစဉ်းစားပါနော်ဒီစီနံပါတ်3068နော်ဟိန်းသာတော့ ကျွန်တော်နန်းခိုင်တရားမှာနော်မူရစေဘာထည့်ပြီးတော့ဖမ်းပြလိုက်တာကျွန်တော်ခေမကားထဲမှာနော်တရားရုံးကလည်းကျွန်တော်ဂွင်းလုံးကျွလွတ်လာတာဘာမှသူ့ကိုပြဿနာသွားမချဘူးနော်ပြောချင်တာငပဲ့တွေလည်းရှိတယ်လို့ပြောချင်တာစစ်တပ်ကဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူးနော်နောက်နာမနေနဲ့အဲ့ဒီကိုယ်တမိုင်းကိုရေးကိုယ့်အလုပ်ကိုလို့ကိုကောင်းကိုပဲလို့ရတယ်နော်ရှင်းလားအဲ့တော့အခုလာချိုးရမကခနာတို့တပ်မတော်ကာဝေးဦးကြီးချုပ်နဲ့တပ်မတော်ဒုတိယကာဝေးဦးကြီးချုပ်ဦးမင်း ကာဝေးဦးကြီးချုပ်ဦးမင်းအောင်လာတဲ့ဦးဆုံးဝင်းနဲ့နော်တိုက်ခိုင်းလာတာလေလက်နဲ့တွေပေးပြီးတော့မှခင်ဗျားတို့ငွေကြီးစံနဲ့လူကြီးစံနဲ့မှန်ခဲ့လို့ရမကတိုင်းစစ်တနာချုပ်ခင်ဗျားတို့လက်ထက်ကနေပေးလိုက်ရတာလေမမသေးငါစကမ်းမကြစရာဆိုတဲ့စကားနဲ့နော်ရမကတိုင်းစစ်တနာချုပ်ဖြစ်သွားတဲ့အချိန်မှာအခုတက်မတော်ကာဝေးဦးကြီးချုပ်နဲ့ဘာတူချုပ်ကြီးနဲ့ညကိုကြီးဦးတော်တော်လင်းပြီးဥစားကားချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးလို့နာသာကတပွဲဝင်တော့ကတနေ့တစ်ချက်မပေါ်ဘဲနဲ့ရမကတွေဦး စစ်သားတွေပြောင်းဝင်သွားတာလေအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်အဲ့ဒီလိုခေါင်းဆောင်တွေကမှသွားချမှာလေနောက်အစင်တက်လာမယ်စစ်ခေါင်းဆောင်တွေဒီလိုနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုရေချိန်မျှပြီးတော့မှအခုကြည့်လေကျွန်တော်တို့တမ်းမတော်သားတွေရင်တန်းတွေရောက်သွားတယ်ဘေးမသိရန်မကပဲအေးဆေးပဲအနိုင်ယူလေဆိုတော့အဲ့ဒါကိုပြောတာတမ်းတော်ကာကွယ်ဦးစီးချုပ်ဦးမင်းအောင်လိုင်ဝင်ကြီးချုပ်ဘလောက်တော်လဲထက်မြက်လဲဆိုတာကျွန်တော်ကကျွန်တော်ခဏတော့ကျွန်တော်အားပေးနေတဲ့ မိဘမိသူမိသူညီကိုမောင်နှမတွေနော်ကျွန်တော်ကမဖားတဲ့ဘူးကျွန်တော်ဖားတယ်လို့မလို့ဘူးအမှန်တရားကိုပြောပြတာအခုကွမ်တော်မှာ PDF တွေကွမ်လုံးမှာ PDF တွေတက်ခံရပြီနော် PDF ဘတ်ဒိုင်းမိနာနဲ့တက်တာ PDF တွေကိုတိုင်စင်းတိုင်နဲ့လိုက်ချာနေတာနော် MND ကိုကန့်အဲ့ဒါခင်ဗျားတို့ကျွန်တော်ပြောတာဟုတ်ခင်ဗျားတို့အနေနဲ့ဟုတ်ချင်မဟုတ်မဟုတ်ချင်မဟုတ်ဘူးလို့ခင်ဗျားတို့တော့ဟိုစိတ်ထဲမှာတော့ထားမှာပေါ့နော်အခုတိုင်နေပြီ ်ပီဒီအက်တွေမူဆေးရည်ပြေးဟိုဟိုပြည့်ပြီးတဲ့ဟိုရောက်ဒီရောက်တဲ့အကုန်ရောက်နေတာနော်အခုထိုးကြွားနေတဲ့ပီဒီအက်ကအခုစနေနိုင်ဘာမှရှိတဲ့ပီဒီအက်တွေလက်နဲ့ခနဲ့ကိုင်နေလက်နဲ့တွေလည်းရရောလက်နဲ့မဆုံးလို့ရှင်တော့နော်မဆုံးလို့ရှင်တော့နော်မဆုံးလို့ရှင်တော့ကြတော့ဘာဖြစ်လဲအဲ့လက်နဲ့ကိုင်ပြီးတော့ပတ်ဆက်ရတယ်အဲ့ဒီရဲ့ဆိုးကျိုးကဘယ်မှာခံစားရမလဲဆိုတာကြည့်ထားလိုက်ခဏတော့ရွာရီနာမယ် PDF ကိုအားပေးပြီးတော့မှဝင်းရံနဲ့ထောက်ခံတဲ့လူတွေ နော်ခင်ဗျားတို့ခင်ဗျားတို့အဲ့တရားလုံးမတော်နဲ့နောင်ချိုတော်မှမရဘူးရှင်းလား နောင်ချိုမှာတော်မှ PDF ကိုဘယ်လိုထောက်ပံ့ခဲ့လဲဘယ်လိုထောက်ခံခဲ့လဲခင်ဗျားစစ်တပ်ကအပေါ်ကနေပြီးတော့တက်မတော်ကအစိုးရပေါ့နော်ဒါတမ်းပြီတော့ပြင်နေကြောက်မယ်ဒါနာသာကဝန်ကြီးချုပ်ကလက်ရှိတမ်းမတော်ကဝန်ကြီးချုပ်ပဲအပေါ်ကနေခင်ဗျားတို့အကုန်ကြည့်နေတာနော်ဘာလို့လဲဘာလို့လဲခင်ဗျားတို့မှတ်ထားတာမှတ်တမ်းနေလားအေးနောင်ချိုမျိုးရောက်တော့အဲ့ဘောလာမအောင်မယ်ကြောင်မင်းအော်တိုသွားတီဘောလစ်နော်ခင်ဗျားတို့နိုင်ငံရေးစစ်ပွဲကိုခင်ဗျားတို့နိုင်ငံရေးအကြောင်းကိုနားမလည်ဘဲနဲ့ ကိုင်းပြည်မှာခြီးတော့မလုပ်ပါနဲ့လို့ပြောချင်တာ။ဟောခမားတို့တော့ဒီတိုင်းကြီးရှင်းမရောက်တာ။ဒီတိုင်းကြီးကတပြေးပြေးဟောကြောက်ပတောင်းပကံကြောင်ဦးမိတ်တလာလမ်းချင်းချင်းလေး။နော်ဘူးစင်မန္တလေးလမ်းချင်းချင်းလေးရနေပြီးတော့လမ်းတွေကျလာတယ်။ပြည်တော်သူလမ်းမကြီးတွေဖြစ်လာတယ်။ကုံတွယ်မှုတွေကောင်းလာတယ်။မြောက်ဒီရန်ကုန်အာရှလမ်းမကြီးတွေကောင်းလာတယ်။နော်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေပေါ်ထွက်လာတယ်။နော်တန်းနိုင်တဲ့ဟာကိုအစိုးရကသူ့အစီအစဉ်သူ့ဘာသူလောက်သွားပေးနေတယ်။နော်ခမားတို့ကပြင်ထားတာရတာ။နော် ်ဖေရတာရတော့အခုတိုင်းပြည်အခုစကိုင်းသွားကြည့်လိုက်နော်နောက်ဆယ်စုနှစ်တစုစကိုင်းကရွာဖြစ်သွားပြီနော်ခမတို့ငလင်တန်ဘေးဘေးတင်နေစစ်ဘေးဘေးတင်နေနော်မကွေးလို့ဟိုးတော်ထဲမှာဟိုမြိုင်တို့ပေါက်တို့ကြီးကန်တို့မကြီးကန်တို့ဟုတ်လားလစ်သွားပြီခမတို့နိုင်ငံရေးနားမလဲဦးစီးရေးနားမလဲဘယ်နဲ့ပေါက်ချောက်လို့လားအခုရမကခမတို့ဗာတိတယ်ကိုမရောက်လိုက်ဗာဖြစ်သွားတယ်ခမတို့ကျွန်တော်မေးကြည့်မယ်နာချိုးမျိုးနဲ့ပြည်သူလူထုတွေပဲဒုက္ခရောက်သွားတာ ။ဟောအိမ်နေခုပြန်ဆောက်ရတော့မယ်။မဟုတ်တမတော်ကဘာမှမဖြစ်ဘူး။သူ့ရဲ့အိမ်နေလိုင်းကန်းနေသူတို့ကနိုင်ငံတော်ဘာကျန်နေပြန်ဆောက်လို့ရတယ်။ခမားတော်ပြည်သူလူထုအိမ်နေကိုစစ်ဘေးတဲ့ပြည်သူလူထုအိမ်ကိုဘယ်သူကပြန်ဆောက်ပေးမှာလဲ။ဟမ်။ဘယ်သူကပြန်ဆောက်ပေးမှာလဲ။ဒီလိုလိုကဖေဟာကအစိုးရလေဖေဟာကတပုံလေ နော်ခမားတို့အန်ယူဂျီလိုလိုတိုင်းပြည်ကိုဖျက်ဆီးနေတဲ့နော်ပြည်ပြည်အစိုးရကိုလည်းခမားတို့ယုံနော်အခုတက်မတော်ဘာမှဝင်သွားပြီတက်မတော်လိုလာတဲ့ပြည်သူတွေအများကြီးတိုင်းပေါ်မှာသွားကြည့်လိုက်နော်အောင်တပြည်တွေနဲ့ဂျိုးတယ်ဆလိတ်တွေဝယ်ပေးတယ်ကိုင်းတွေဝယ်ပေးတယ်စားပြာတွေဝယ်ပေးတယ်နော်ဓမင်းထုတ်တယ်သူတို့ကျွေးကျင်တယ်ဓမင်းတွေပေးနေတယ်ဘယ်လိုလုပ်မလဲကြည်တန်တစ်ချက်ပေါ့လားအဲ့တော့တမတော်ကာကွယ်ဦးစည်းချုပ်ရဲ့အရေးအချင်းလို့ခေါ်တယ် မင်းတို့ပါမင်းတို့အောက်မှာငွေကြီးစားလူကြီးစားမှာပြီးကြိုက်တော့ကတ်မင်းတို့မလုပ်နိုင်တဲ့အလုပ်ကိုငါလုပ်ပြမယ်ဆိုပြီးတော့ကာဝေးဦးကြီးချုပ်အပါဝင်ဦးဆိုးဝင်းဗိုလ်ချုပ်ကြီးတော်တော်နဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာသာကအဖွဲ့ဝင်တွေအားလုံးမင်းတို့ကိုလုပ်ပြသွားလိုက်တာဘာတော့မလဲဟမ်ဘာတော့မလဲပြောကြည့်လိုက်လေဟမ်ပြောကြည့်လိုက်လေမင်းတို့ဘွားလေးမင်းတို့ဘွားလေးကတောင်းပြီလည်းမကြည့်နိုင်ဘူးမာကြီးဒီမှာဒီမှာဒီမှာအပြာအောင်မယ် အေယာဝတီတိုင်းလေးမျက်နှာမျိုးနဲ့အောင်စံကွင်းမှာအောင်စံကွင်းမှာလေရင်မာတဲ့အေအေကိုရှင်းလင်းခဲ့ရဘုံဒီနှလုံးမြောက်မှာအေအေတွေအစုလိုက်နေတဲ့နေရာကိုကြားရောက်ပေါက်ကွဲခဲ့ရတဲ့အေအေနဲ့ PDF သေဆုံးသူတရာကျော်ရှိပြီးအလောင်းများကိုရှိုဘတ်တို့ဒီပါကားများနဲ့တည်ယူနေတယ်တဲ့မြေပြင်တရင်အမှန်ပါတဲ့ဟမ်မင်းတို့ MDA ကိုမင်းတို့ကောင်တွေဝိုင်းတိုက်ဝိုင်းတိုက်လာချိုးဟမ်တခုတော့ပြောပြလိုက်မယ် အပြောက်ကြံရင်အကုန်ပြောက်မယ်နော်အဲ့ဒါကို MND ကိုကန်ကောင်းကောင်းနားလေသွားတာပြောချင်တာပါလေတိလားမင်းတို့ကလာကြို့အကုန်လုံးလိုချင်တာမလားအေးမင်းတို့အမျိုးကတုံးသွားမှာနော်ဟိုကတိလို့အတာဒီနောက်ဆုတ်ပေးသွားတာသဘောပေါက်လားနော်တက်မတော်ကမလုပ်သေးဘူးမလုပ်သေးဘူးဆိုတာမင်းတို့ပြည်သူလူထုကတက်မတော်ကနားမလဲသေးတဲ့ပြည်သူလူထုတွေကနော်စစ်တပ်မှလည်းရှိတာပဲနိနော်စစ်သားလို့ပြီးစစ်မတိုက်ချင်ကြတော့ဘူးဝေကြည်စံလူကြည်စံတော့ကိုလိုက်တယ်ဦးမရောက်လည်းအဲ့ဒါလေးကုန်တိတယ်ဦးစိုးပဲလည်းတိတယ် နော်လိုက်တယ်စစ်တပ်ကစစ်သားလုပ်ပြီးစစ်သားလုပ်မလုပ်ဘဲနဲ့နော် KTB ကဖာချကေစုနော်စောက်ဟိုရန်သူတပုံကိုရန်သူတပုံလိုမပြင်းမနဲ့ပေါင်းတင်းနော်နေပြီးတော့မှနော်စစ်ကြတော့တကယ်တိုက်မယ်ဆိုတော့မတိုက်တိုက်လို့မရတော့ဘူးနော်ကိုအောက်လက်ငယ်သားကိုကြတော့မကြည့်ဘူးနော်ပြောချင်တာအဲ့တော့ဘဒူတဲတဲငသေးမှပြီးရောဆိုပြီးတော့လှုပ်လိုက်တာမင်းတို့တွေလှုပ်တာမင်းတို့ဝိုင်းလှုပ်တာနော်မင်းတို့လှုပ်တဲ့အဆုပ်ထုပ်တွေအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးခလားလူတွေကတော့လည်းပြီးရောပြောနော် လက်မစားဘူးလားနွားကားတွေတစ်ကားတွေကြောက်ကားတွေနောက်တခြားသောမောင်ကိုပစ္စည်းကားတွေရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားခဲ့တဲ့ကောင်တွေဖေအောင်နေမင်းတို့ကမင်းတို့ဘာစောက်ခင်းဖြစ်ဖြစ်စောက်ခုမစားဘူးစောက်ခုဆက်ကြတယ်မလို့အမှန်တရားဆိုတာကမင်းတို့အနာရှိဆက်နော်နော်မင်းတို့အခုရှမ်းပြည်နယ်တပိုင်းမူဆဲမှာနော်ဗါလဲစကားက14လာဟုတ်လားနော်တမဘူးယူအောင်ဘူးနော်သတိထားပါတခါနဲ့ဒီနေရာလေးတော့လိုက်တာခမားတို့ပတ်စံနေဘလို့ယူနေရဆိုတာကျွန်တော်စီမှာရောက်နေပြီနော်အေး ဲ့ငယ်သားကြတော့နော်မတိကြုံကြုံပြုတ်ပြီးတော့မှကိုကြတော့စောက်ဆန်ယူပြီးတော့ခမတို့ဒလသိန်း50ခမတို့နာမည်တက်ပြီးဖုံးလာတော့ကျွန်တော်ကကျွန်တော်တို့ကအမှန်တရားကိုပြောတာကျွန်တော်ပြောတဲ့စကားကျွန်တော်မဖမ်းဘူးလားကတော့ကဝယ်ဦးစီးချုပ်ဒုထုတ်တွေကုန်သိတယ်ဒီကောင်ပြောနေတာအမှန်တည်းကြီးပဲခမတို့လှုပ်စားနေတာနော်ဘူးဆန်ပါဘူးဆက်ကားဆက်လေးလားနော်တမဘူးတွေဒူဝါဘူးတွေခမတို့ကျွန်တော်မတိဘူးတော့မထင်နဲ့နော်ကျွန်တော်ကခမတို့အဲ့လိုပြောတာမဟုတ်ဘူးခမတို့ကကိုတပုတ်ပဲကိုကြည့်တယ် ကိုရဲ့အောက်လက်ငယ်သားကိုကြတော့တော့ပစ်ထားတာခမားတို့မှာစစ်သားစိတ်စစ်ကောင်းဆောင်စိတ်မရှိဘူးရှင်းလားအဲ့ဒါတုံပြောတာအလုံးမဟုတ်ဘူးနော်အဲ့ဒါကိုသိတဲ့လူတွေသိတယ်ရှင်းလားမယုံရင်သွားမေးကြည့်လားခမားဘူးထဲမှာတုံပြောပြမယ်ပန်ခန္ဓာရာနတ်ဘော်ဒရာနော်အရင်တော့အစစ်ကားတွေသွားတယ်နော်ပတ်စံတွေရတာမှတောက်တော့လဲဟာတော့ကျင်တယ်နော်ရှင်းတော့ရမကတိုင်ဘူးကြောက်အောင်ဆောင်ရေးလို့ဘာလို့အစဉ်စားအကုန်လုံးရှိခဲ့တာနော်မြန်ခန္ဓာရာကြာပတ်စံရနတ်ဘော်ဒရာကြာတဲ့ကောင်ပတ်စံရ န်ခန္ဓာကြတဲ့ကောင်ပတ်ဆံရတယ်။နော်ကျွန်တော်ကဘယ်ဘက်မှဘက်မလိုက်ဘူး။ဒါပေမဲ့ကိုတက်မတော်သားကြီးကိုတက်မတော်သားတွေကစစ်တပ်ချင်းစိတ်ရှိအောင်ကိုရဲ့ထက်လူကြီးကိုအားကိုးယုံကြည်မှုရှိအောင်တော့ခနာတို့တိဆောက်ပါ။ခနာတို့တော့မတိဆောက်တော့ပြောတော့ကြတော့အထောက်အောက်တွေးခွဲတယ်တဲ့။ဘာလို့တွေးခွဲတာလဲ။ဘယ်နေရာမှာတွေးခွဲတာလဲ။ဟမ်ဘယ်နေရာမှာတွေးခွဲတာလဲ။တော်စံဟမ်ခနာတို့လုံးနေတဲ့ပုံတွေဟုတ်လို့လား။ ဟမ်ကျောက်ကဘူးတဲ့အကြောင်းအတီးဆုံးနော်ပန်ခန်းတရားမှာကြာပဲကြာမယ်ဖွဲ့ဆိုခမားတို့ပတ်စံယူပြီးတော့မှနော်အစစ်ကားတွေဖြတ်မယ်အစစ်ကားဆိုတာဒီတာပုံးပြအေးနဲ့နောက်ပိုင်းဝါရက်တင်းနဲ့အဲ့ဒါမူကြီးစေပါချက်လို့ရတယ်နော်ခမားတို့ကိုကိုကိုဆောက်ကိုမကိုဆောက်ချက်ရှိနော်အဲ့တော့တော့ခုလာချိုးဒါကိုတက်မလို့ကဝေဦးစီးကျောက်ကတနက်တစ်ချက်မပေါ်ဝင်နဲ့ပြန်ရအောင်နော်သူ့နိုင်ငံရေးစစ်ပွဲကိုဘလို့ကစားသွားလဲတွားကြည့် အကာဝဲဦးကြီးတို့ဖားကြမလို့ဘူးကာဝဲဦးကြီးတို့ကဓမင်းနဲ့စားတာမဟုတ်ဘူးဒုတို့ဓမင်းစားရတယ်မဟုတ်ဘူးတော်ရင်တော်တောင်းပြောရမှာပဲနော်ဒီနာသကအဖွဲအစိုးရအဖွဲတော်တယ်လို့ပြောရမယ်အကြံပေးတွေလည်းရှိမှာပဲကျွန်တော်တို့မှမသိကြအဲ့ဒါတော့ဟုတ်လားဒီလားချိုးမျိုးကြီးကိုတနေ့တစ်ချက်မှမပေါ်ဝင်တဲ့စစ်တပ်ကပြန်ပြီးတော့ဝင်သွားတာလေနော်အခုတေးမယ်မသားပေါ်မယ်ရိုက်အေးအေးလေးပြန်နေလေးနော်အတိုက်တိုက်မြန်မြန်တိုက်နော်တိုက်ပြင်မယ်ခုကတော့ပြန်သွားပြီရမခါဦးနော်ပြင်မင်းတို့ဘယ်လိုကာလာတာတိုက်အောင်လဲဆိုမင်းတို့ကြည်ထားလိုက် ခုနောက်ဆုံးမှာဆိုလဲစစ်တပ်ကဟိုမှာတိန်းနေတဲ့ရှင်းတော်ရှင်းတော်တိန်းတာအမြင့်ဆုံးတော်အဲ့ဒီခုကျွန်တော်တို့နောင်ချိုးတောင်းခန်းပေါ်တော့အဲ့အမြင့်ဆုံးတော်အဲ့ရှင်းတော်က326ကလာမနေဘူးနော်တက်ကအမောက်တိန်းတာအပေါ်မှာဓနုပီဒီရတွေကထွက်ပြေးတာအကုန်လုံးအဲ့တောင်းမဲ့ပက်လေးကိုဆက်သွယ်ရေးတူနောင်တွေတူလာတာနော်မနေ့ကလာမသိဘူးတိန်းတာအမအဲ့ဒါဗျူဟာမှုလို့ပါလို့လဲရောက်တယ်နော်မင်းတို့ဘာလို့စစ်ခွေးရတယ်မဲ့သူငါတို့စစ်သားတွေမရှိတော့ဘူးပေါ့။အောက်စစ်သားတွေဒီဘက်မှာမင်းသွားပြီလေဝင်သွားပြီလားချိုး။ ကားတွေမှာတန်းစီတာလန်ထွက်တယ်ဟမ်နောက်ဆုံးတော့မင်းတို့မင်းတို့ပဲသွားရတာမင်းတို့ကိုဥမင်းအောင်လိုက်ရနိုင်ငံရေးစစ်ပွဲလုပ်တာနော်မင်းတို့တိုက်ဆန်းတိုက်တိုက်စစ်သားကလည်းစစ်သားတိတ်မရှိတဲ့ကောင်တွေလည်းတေးကွာပြောချင်တာနော်တေးပါပါပြီးတော့စစ်တိုက်ကြပဲတနက်တွေပေးထားတာလေဟုတ်လားစစ်သားတိတ်မရှိဘူးနိုင်အောင်မတိုက်နိုင်တော့တေးပေါ့ဒါနဲ့မင်းတို့ကြည်တော်မှမပေါက်ပဲနဲ့ယူပြသွားတဲ့တပ်မတော်ကဝေဥစည်းတို့ရဲ့စွမ်းသက်တိကိုမင်းတို့မင်းတို့ကခေါင်းဆောင်ပေါင်းတယောက်ကိုပိုင်ဆိုင်ထားတယ်နောက်လိုက်ကောင်းဖို့ပဲလုပ်တယ်ဒါကြိုးအချင်းချင်းတော့လားနိုင်ငံတော်တိုင်းပြည်အတွက်နော် နိုင်ငံနဲ့တွိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းတယောက်ပေါ်ထွက်လာတယ်အဲ့ဒီခေါင်းဆောင်ကောင်းရဲ့နောက်မှာအောက်ကြီးတရားကင်းစင်ပြီးတော့မှเนาะတိုင်းပြည်ကိုတကယ်ချစ်တဲ့စိတ်နိုင်ငံကိုတကယ်ချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ကိုကိုရောက်ရှိနေတဲ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်နဲ့เนาะအဲ့ဒီစိတ်တွေထားပြီးတော့တိုင်းပြည်ကိုပြုပြင်ပြောင်းလဲသွားမှာအခုချိန်ထိဟာတို့မှကိုချိုးစည်းပွားအတားတွေကြီးနေမယ်ဆိုရင်ဘယ်လိုမှဖြစ်နိုင်ဘူးเนาะခေါင်းဆောင်ကြိုက်တယ်လို့ကောင်းနောက်လိုက်မကောင်းရင်ဘယ်လိုမှမရအောင်ရှင်းလားเนาะ ်ဒါအထည့်ပြောပြတာအခုလာကျိုးစစ်သုံးဘက်ကိစ္စကျွန်တော်ပြောပြမယ်စစ်သုံးဘက်နေဟိုဒီနေ့လဲစီးပွဲတွေလုပ်နေတဲ့အိမ်မှာကျွန်တော်ပြောပြီးပြီလေကျွန်တော်လူရဲ့တိကျတယ်ဘာလို့ရှင်းတဲ့ကောင်းမှာတိုင်းမှုပါဝင်22ယောက်အဖွဲ့စည်း9ဘက်လောက်ရှိတယ်နော်ရောက်တဲ့နေ့တွေကတိပြဟိုဘက်ကရဲရင်ချောက်စီးတဲ့လာကျိုးရောက်လာတယ်ရင်းနှန်းဝင်တယ်အကုန်လုံးတက်မတော်ကပေါက်ပြချောက်လုပ်နေရမဟုတ်ဘူးကျွန်တော်တို့အကုန်တိတယ်မပြောခဲ့တာမပြောဘူးပါအတားလေးငြိမ်ကြတရင်လွင့်ပြီးပြောပြီးမှချောက်လို့နော်အချိန်တိုင်းရွှေသားရွှေသားပဲဘာမှလာမပြောနဲ့ နော်ဖျောက်စစ်သားဒေတာမဆန်းဘူးမင်းတို့ကမသေးဘူးလားဟမ်မင်းတို့အေးနေမင်းတို့ဒီရန်လေးတွေဒိဋ္ဌါမင်းတို့ပထွေးတိယုတ်စကားပြောတဲ့ခေါင်းလေးတော့နောက်ဆုတ်ပြီးသွားတာဟုတ်လားဟမ်အေးတိုက်တယ်တိုက်မင်းတို့နိုင်တယ်ပြန်တိုက်ကြည့်ပါအေးတော့မနိုင်တက်မလို့အဲ့ဒါမင်းတို့စစ်တရား၄သိန်းလောက်ပဲရှိတာနော်မင်းတို့တရားအောင်တိုက်မင်းတို့တိုင်းသားတွေအကုန်လုံးပေါင်းပြီးတိုက်ဘယ်တော့မှမနိုင်ဘူးတက်မလို့ တော့မှတက်မတော့မှအချင်းပြချစားပြီးတော့မှကိုကျိုးစည်းပါနဲ့အတ္တကိုရှိတဲ့လူတွေရှိလို့ဒီလိုဖြစ်သွားတာနော်ဥမေအောင်လာရမင်းတို့ဇက်နာအောင်ထားတာမင်းတို့အကုန်လုံးတိုက်လို့ပြီးပြီလားလို့မင်းတို့တွေရှေ့တူအောင်လို့နောက်ဆုံးအောင်လို့ဖြစ်တဲ့အချိန်မှာအခုတစ်ချက်နဲ့တစ်ခွက်နဲ့တားလိုက်တာသဘောပေါက်လားဟမ်မင်းတို့အဲ့လိုလုံးလာတဲ့အစွမ်းတတိရှိလို့လားကြည်တစ်ချက်မှမဖောက်ဘဲနဲ့လာချိုးတဲ့ဥဝင်သွားတာမင်းတို့ပြည်ရည်တွေမှာသွားတည်နေလေမင်းတို့ဒီရန်နယ်တွေမှာသွားတည်နေလေ မင်းတို့အေးအေးတွေဘယ်မှာသွားတည်နေလဲမြောက်သုံးပေါင်းနေဟမ်စစ်တပ်ဝင်သွားပြီလေအဲ့မှာအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်မင်းတို့ PDF တွေဘုံကျွန်းလေးသူများခိုင်းတာလို့သူများပေးတာယူသူများတွေးတာရှားပြီးတော့မှခုဗမာတွေးဗမာတက်တီကိုမလိုလားတဲ့နေရာမှာမင်းတို့သွားတုံးလိုက်တာအခုမင်းတို့သွားတယ်ပြတ်နေပြီဒါမင်းတို့ပြောခဲ့တယ်မင်းတို့လင်းဝင်အကန်လေးလာတော့မင်းတို့ဒေသမရှိတော့ဘူးမင်းတို့ PDF ကိုဘယ်သူမှမချစ်ဘူး မင်းတို့ပြည်တော်ကိုကြံရယူလက်လက်ကိုင်တောင်းကျမ်းသူကလည်းမချစ်ဘူးလိုလိုမင်းတို့တုံထားတာကြံရရင်လည်းမချစ်ဘူးမင်းတို့လိုလိုတို့အကျိုးအမြတ်စီးပွားရအောင်လို့တုံထားတာတရားနာနေပို့ဆုံးအေးပို့ဆုံးလူမျိုးကြီးဝါရမှာရှင်းလားမင်းတို့ပြည်တော်ကိုခုချိန်ထိနားမလဲသေးဘူးဘယ်မှာလဲမင်းတို့နေရာ